အားလုံးပဲမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Bay တက်တဲ့အားလုံးမင်္ဂလာပါနာမည်ကျော် Superstar Cristiano Ronaldo ကတော့အသက်40ဒါပေါ့လေကျွန်တော်သူစပြီးပေါ်တဲ့2003ခုနှစ်2004ပေါ့လေဒါ Euro ပြိုင်ပွဲ Portugal မှာ Asian Team ကျင်းပတဲ့အချိန်ကစပြီးတော့ဒီလူငယ်ကစားမလေးဟာ2025ခုနှစ်အထိဒါအခုလက်ရှိချိန်တိ highest level မှာစပ်ပြီးကစားရင်းအသက်40အရွယ်မှာပဲ ပိုတူဂယ်ကိုလက်ရှိမှာ nationally ပြိုင်ပွဲရဲ့ final ကိုပို့လိုက်ပြီဖြစ်တယ်ဆိုတော့ခရစ်စတီယာနိုရိုကဒီမတိုင်ခင်မှာပိုတူဂီအနေနဲ့ဒါဂျာမနီကိုရင်ဆိုင်တာသူ၅ချိန်သလုံးရှုံးတယ်ပိုတူဂီဟာ25နှစ်ရှိပြီဂျာမနီကိုမနိုင်ဘူးဒါခရစ်စတီယာနိုရိုကိုတိုင်တောက်လျှောက်ရုန်းကန်ရပြီပဲဒီနေ့ပွဲမှာတော့ခရစ်စတီယာနိုရိုကသူ့ရဲ့ career တစ်လျှောက်930နဲ့ ဒါဘယ်လိုပြောမလဲခုနကူတွင်းခဲ့တယ်ဒါတွင်းကိုတထောင်ပြေဖို့ဘယ်တော့မှမလိုတော့ဘူးနော်ဒါတွင်းကိုတထောင်ပြေဖို့63ကိုပဲလိုတော့ပြီးတော့လက်ရှိမှာနိုင်ငံလေဝေးစင်အတွက်139ကိုတွင်းတယ်ပေါ်တူဂီလေဝေးစင်အသေးမှာဆိုရင်ခရစ်ယာန်ရိုနယ်ဒိုရဲ့ကိန်းဂဏန်းကတကယ့်ကိုကြောက်ရွံ့ပဲပေါ့လေဒါလက်ရှိဒီအသေးမှာသူဟာဒါလီဒါတယောက်အနေနဲ့ရှိပေမဲ့အကောင်းဆုံးကစားမတယောက်မဟုတ်တော့ဘူးဒါပေမဲ့သူဟာအမြဲတမ်း ပြီးဂိမ်းတွေမှာအမြဲတမ်း important player တယောက်အနေနဲ့ပါဝင်ထားတယ်ဆိုတော့ career ဘွားဒီနေ့ပွဲဟာသူတို့နိုင်ငံလူဝိစင်220ပွဲပွဲပေါင်း220ကစားတယ် international twin ကို139ခုနဲ့ club နဲ့ lewis တွေ938ကူးသွင်းတယ်ဆိုတော့အဲ့ပွဲ120မှာ220ဆိုတဲ့အမောင်းကနေတာမဟုတ်ဘူး220မှာ138ကူးသွင်းတယ်အဲ့138ကူးထဲမှာ international ပွဲစဉ်တွေမှာ၁၀ချိန်မြောက် hat trick ရပြီးတော့၁၂ goal free kick ကသွင်းပြီးတော့ဒါ28ကိုခေါင်းတိုက်သွင်းနိုင်ခဲ့တယ်ဒါ32ကိုကသူအားနေတဲ့ဘေချီနဲ့ကံသွင်းပြီးတော့ 89ခုကသူအာတန်နဲ့ညာချီနဲ့ကန်သွင်းနေဒါခရစ်စတီယာနိုရိုနယ်ဒိုအတွက်တော့နောက်ထပ် record breaking ပေါ့လေဒါအခုဒါသူကိုယ်တိုင်ဒါလည်းအရန်နိုင်ခြင်းတယ်ဒါကျွန်တော်အမှန်တမ်းပြောရင် Nation ရဲ့ပထမ edition ကနေစပြီးတော့ဒါအခုလက်ရှိ edition ထိဒါ Portuguese အားနည်းခဲ့တာကြာပြီဒါဒါပေမဲ့ဒီဒီချိန်ဟာ Portuguese တို့ chance ဟိုဘက်က Spain နဲ့ပြင်သစ်တက်လာသည်တိုင်အောင် Portuguese မှာ chance ရှိတယ်ဒီနေ့အဒီပွဲရဲ့အနိုင်ပွဲအဓိကကဒီပြဒီ Roberto Martinez ပေါ့လေ ခရစ်ယာန်ရိုနယ်ဒိုပေါ်မှာယုံကြည်မှုအပြည့်အဝပြီးတယ်သူ့ရဲ့လူစားလက်မှုတွေကဗတိညာရဲ့ကွန်စီဆာအပါဝင်ဒါသူ့ရဲ့တိုက်စစ်အစုဖွဲ့အကုန်လုံးအပြောင်းလဲလုပ်လိုက်တဲ့ဆုံးဖြတ်ချက်ဒါကဒီဘွဲအနိုင်ကိုဖြစ်သွားတယ်ဆိုတော့ခရစ်ယာန်ရိုနယ်ဒိုကတော့ဒါ2003 2004ခုနှစ်မှာပိုတူဂီတို့ကစတင်ကစားခဲ့ရင်ယူရို2004မှာဝင်ခဲ့ပြီးပါဝင်ကစားခဲ့ပြီးကျွန်တော်မှာ16နဲ့ကစားခဲ့တဲ့လူငယ်ချတိတ်လေးက2005ခုနှစ်အသက်40ပြည့်တဲ့အချိန်ထိကို twin go တွေကိုစတိုက် twin ထားသူဖြစ်တယ်အခုပေါ်တူဂီအတွက်သူအတွက်နိုင်ငံလေးဝင်စင်အသိနဲ့တူတတိယမြောက်စုဖလာရနိုင်ဘူးဆိုတော့2016မှာယူရိုရတယ်2019မှာ nation league ရခဲ့တယ်အဲတော့က asian နေနဲ့ netherland go final မှာအနိုင်ရခဲ့ပြီးတော့ဒီချိန်ဟာသူတို့အတွက်နောက်ထပ် chance နောက်တစ်ခုက arianza arena queen ကိုရောက်တိုင်းမှာဒါ christian ronaldo ကအမြဲတမ်းခြေစွမ်းပြတယ်အဲ့ဘိုင်မြူနီရဲ့ကွင်းကလေဝီစင်အသေးနဲ့သူရုံးကန်ရတာမှန်ပေမဲ့သူကစားမပွား ကလပ် level မှာရောဒါဘယ်လိုပြောမလဲဒီ highest level မှာတော့တကယ်ကိုအကောင်းဆုံးစွမ်းဆောင်ထားတယ်အခုဒါ25နှစ်တာကာလအတွင်းလဝေးစင်ကစားမှာတလျှောက်မှာဒါအခုတကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရေးပေါ့လေ2000ခုနှစ်တုန်းက Sergio Conceição က hat trick ကို Germany အတွက်တွင် Germany ဘက်ကို hat trick တွင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ2025မှာ Francisco Conceição ကဒါသူ့ရဲ့သားဖြစ်သူပေါ့လေအဖေဖြစ်သူဒါ Sergio Conceição က hat trick တွင်တယ် 2009ခုနှစ်မှာအခုသားဖြစ်သူ Francisco Consesa က2025မှာဂျာမနီဘက်ကိုချီပါကိုတွင်ခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့အစတိုရီကလည်းတကယ့်ကိုအမကန်ဖြစ်ပြီးတော့အခုလက်ရှိမှာ Cristiano Ronaldo တွတ်တော်အသက်40ပြည့်138ခုနိုင်ငံလူဝေးစဉ်တွင်ကို938ခုကလပ်နဲ့လူဝေးစဉ်တွတ်တွင်ကိုတထောင်ပြည့်ဖို့63ခုပဲလိုပြီးတော့ Ronaldo ကတော့အခု Nation League ရဲ့ final ကိုတက်သွားပြီးဆိုတော့ Nation League Final မှာ Cristiano Ronaldo အတွက်ဒုတိယမြောက် Nation League Player နဲ့တတိယမြောက်နိုင်ငံ Legacy Supla ရရှိမလာတော့စောင့်ကြည့်စာဖြစ်ပြီးအသက်40အထွေထိတော့ Ronaldo ကဆက်ပြီး deliver လုပ်နေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်